အာကတိကိစ္စနဲ့ဆက်ဆက်ပြီးနေအိမ်ကိုစီးနှင်းရှာဝေခံရတဲ့နောက်ယူကရိန်းသမ္မတဗိုလိုဒီမော်ဇလော့စကီးရဲ့ရုံးအဖွဲ့အကြီးကဟာယာဒူကနေနှုတ်ထွက်သွားခဲ့ပါတယ်။ဇလော့စကီးကသမ္မတရုံးဝန်ထမ်းရေးရာအကြီးအကဲအန်ဒရီယာမက်နှုတ်ထွက်သွားတဲ့အကြောင်းကိုနိုဝင်ဘာလ28ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။ယာမက်ဟာယူကရိန်းနိုင်ငံရေးနယ်ပယ်မှာဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တူဖြစ်ပြီးရုရှားရဲ့ကျိုးကျော်စစ်ကာလတလျှောက်ဇလော့စကီးရဲ့အနီးကအကြံပေးအဖြစ်ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့လပိုင်းတွေအတွင်းယူကရိန်းအစိုးရထဲမှာအဂတိလိုက်စားမှုအရှုတ်တော်ပုံတွေကြီးထွားလာခဲ့ပြီးရမတ်ကိုပါအမှုပတ်လာခဲ့တာ ဖြစ်ပါတယ်။ဇလတ်စကီဟာမကြသေးခင်ကမှရမတ်ကိုစစ်ရဲစဲရေးကိစ္စအတွက်အမေရိကန်ရဲ့ဆွေးနွေးမှုတွေမှာဥဆောင်ညှိနှိုင်းရေးမှုတာဝန်ပေးအပ်ထားပါတယ်။ရမတ်နှုတ်ထွက်တဲ့အကြောင်းကိုကြေညာပြီးတဲ့နောက်ဇလတ်စကီကအလက်ရှိရှုပ်ထွေးနေတဲ့ကာလမျိုးမှာတော့ယူကရိန်းအနေနဲ့အစည်းလုံးနေဖို့လိုတယ်လို့ပြောကြားသွားပါတယ်။စည်းလုံးမှုပြက်ပြယ်သွားရင် ယူကရိန်းဟာအနာဂတ်အပေါင်းအဝင် အရာအလုံးဆုံးရှုံးရလိမ့်မယ်လို့သမ္မတအင်ဒိုရှိပြောကြားတဲ့မေခွန်းနဲ့မှာဇယ်လော့စကီကထက်တွင်းသတိပေးသွားခဲ့ပါရှင်။